ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များမြန်မာကအပေါ်သာ3000နဲ့4သိန်းနဲ့မှ8000ပေးရတယ်ဒီမြန်မာ4သိန်းနဲ့8000ပေးရတယ်သိလားဒီအင်းကြီး3သိန်းကျော်တယ်ကျုံလုံးကျွားတာเนาะမြန်မာ4သိန်း8000ဟို တီဦးလျာမှာဂွေးသားမောင်ဆိုင်ဆိုတာရှိတယ်အဲ့ဆိုင်မှာလုံးတာတော်မီလိုက်ပေါင်ချပြရမှာနော်အဲ့တော့ကြတော့မင်းတို့ကတရုတ်ဘုံတွေကရင်ပြီးတော့မှတရုတ်ကိုမကျင်တတ်ပါဘူးလို့တရုတ်ကံဘိုဘိန်းတွေလော်ကြားဘုံတွေဟိုဟာလော်ကြားဆိုင်ကယ်တွေပါဆိုင်ကလုံးဆိုင်ကယ်တွေစီးပြီးမှ တရုတ်ကိုတော်လန်ပါမယ်လို့မင်းတို့လိုအောက်တန်းသားတချို့သောအညာသားတွေနော်တချို့သောအညာသားတွေမင်းတို့ရဲ့စောက်ဆင်းရလေးတလားကိုကိုကိုဘာလဲဆိုတော့မစမ်းစစ်တာနော်မစမ်းစစ်တာတော့အိုင်မိုးတော့ယူငါအခုဖုန်းလေးယူခဲ့တယ်တော့ယူတော့မင်းတို့ပြလိုက်အောင်မင်းတို့ကောင်တွေက မြန်မာပြည်မှာနေပြီးကိုယ်နိုင်ငံတိုးတက်ဖို့ဖွံ့ဖြိုးဖို့ကိုယ်နိုင်ငံကိုကာကွယ်နေတဲ့တပ်မတော်ခေါင်းဆောင်မင်းတို့ငါပြောမယ်ငါတပ်မတော်ကိုလည်းပြောတာပဲတပ်မတော်သားလည်းပြောတယ်ရဲလည်းပြောတယ် PDF ကိုလည်းပြောတယ်အကြမ်းဖက်လက်နက်ကန်တောင်းကျမ်းသူတပုံကိုလည်းပြောတယ်မင်းတို့ကဘာဖြစ်နေရလဲနော်ငါမင်းမတရုတ်ပြည်ရောင်းစားရတာ မင်းတို့မင်းတို့လောက်အောက်တန်းကြတာမရှိဘူးအဲ့တော့လာချိုးကိုတက်မတော်တနားတစ်ချက်မှမဖောက်ဘူးအဲ့တော့တက်မတော်ဆိုတာဘာလဲဆိုတာမင်းတို့ပြလိုက်တာသိလားအဲ့ဒီအကုန်လုံးယူခဲ့တက်မတော်ဆိုတာဘာလဲဆိုတော့မင်းတို့ပြလိုက်တာတက်မတော်ဆိုတာမင်းတို့တိုက်ယူရင်လည်းရတယ်မတိုက်ဘဲနဲ့ယူရင်လည်းရတယ်ဒါပေမဲ့တိုက်เสียမလို့ဘာလို့လဲတိုက်ရင် ပြည်သူတွေတေမာကြောက်လို့เนาะလာချိုမြို့မှာနေနေတဲ့ပြည်သူလူထုကိုကြည့်ပြီးတော့မှတမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ဦးမေအောင်လိုင်က သူလှုပ်တင်တာကိုမင်းတို့လှုပ်သွားပေးတာเนาะမင်းတို့ကကြည့်လိုက်လာချိုထောင်းတွေပါတယ်မှာဖွင့်သွားပြီเนาะစစ်တုံးမတွေလည်းပြန်ရမယ်မင်းတို့ကငလေတလောက်လောက်တာကနေပြီးတော့မှမာရာဝိဇယ

အငလေးလှုပ်သွားတဲ့ထဲမှာဟမ်နေပြီးတော့လှုပ်တာလေကြိုက်တီးဦးကတော့ဘာမှမဖြစ်ဘူးကြိုက်တီးဦးကမလှုပ်သေးဘူးရွှေတကုံလည်းမလှုပ်သေးဘူးနော်အဲ့တော့နေပြီးတော့တစ်ခုလုံးလှုပ်တယ်ဈေးုံတွေလှုပ်တယ်လူတွေတည်တယ်တချို့တော့အိမ်ယာတွေလမ်းတွေစောင်းသွားတယ်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးဘာဖြစ်သွားလဲလို့ ငါမင်းတို့မေးချင်တာမင်းတို့အုံနောက်ထဲမှာသိလားကိုတမင်းကို စားပြီးတော့မှ သူများချီးရမင်းတို့အုံနောက်ထဲရောက်နေတာနော်မင်းတို့ဘယ်တော့မှတတ်မလို့မတော်လန်နဲ့နိုင်ငံတကာရဲ့ချောယိုးကမြန်မာပြည်မြန်မာနိုင်ငံရဲ့ချောယိုးကတတ်မလို့ပဲတတ်မလို့နဲ့တတ်မလို့သားတွေကမင်းတို့နိုင်ငံကိုကာကွယ်နေတာ သူဘာသူတေးချင်းသေးမယ်ရှင်ချင်းချင်းမဲတာမင်းတို့စောက်လို့မဟုတ်ဘူး။နော်အခုဦးမေအောင်လိုင်းရာမခါကိုဘလို့ပြန်ယူသွားတယ်တွေ့လား။အဲ့ဒါသူ့ရဲ့အစွမ်းပဲ။နော်အဲ့ဒီအန်ယူဂျီတွေဟုတ်တယ်ဂျွန်တွေဗမာပီရက်တွေနားမလဲလို့နော်။နော်နားမလဲလို့ဦးမေအောင်လိုင်းမိုက်တယ်ဗျာဒါကျွန်တော်ကြိုက်တယ်ဗျာဒီ ခေါင်းဆောင်တွေမှာတကယ်နိုင်ငံရေးစစ်ရေးကိုနှလုံးရည်လက်ရုံးရည်ပြည့်စုံနေတဲ့တမ်းမတော်ကာကွယ်ဦးစီးချုပ်သိရမလားအဲဒါကိုဘုံရည်တည်သွားတဲ့လူတွေပါညာတည်သွားလူတွေကတော့ခမားတို့ကိုကြိုးစည်းဝါရှာတဲ့အကျိုးတော့စစ်ကြောမူတွေတိုင်းမူတွေကစားတာမူတွေပေါ့ဗျာဟုတ်တယ်မလား ကိုကျိုးစည်းဝါးကြာပြီးတော့မှตายရင်မှုပြီးတော့မှရကယ်လဲတိုက်ပွဲလဲပြေကိုစစ်တပ်ရမှာကြောက်တဲ့စစ်တပ်ကခပဲ့ပဲစောက်ပဲ့တွေကြောင့်ပေးရတာလေဦးဦးမေအောင်လာကိုကြည်လိုက်လေမင်းတို့စစ်တပ်ခိုင်းတာပဲစစ်ကိုစစ်နဲ့တူအောင်တိုက်ပေါ့ဆိုရင်လိုအပ်တာကိုပြောမှမပြောတာပြောမှမပြောရဒီမှာသတိဆွဲပြီးတော့မှ ဘုကြောင့်ဘုကြီးခင်ဗျာသူများဒရုန်းနဲ့တိုက်နေတာကိုကျွန်တော်တို့ကဒရုန်းနဲ့ပြန်တိုက်ရပါမယ်ဘယ်သူမှမပြောဘူးဒီတိုင်းပေခံတာပေလေးအကြတော့ဥမေအောင်လည်းစစ်မြေပြင်မှာရောက်နေတာမှမဟုတ်လားဥမေအောင်လည်းခင်ဗျားတို့ဒူးချုပ်ကြီးဥဆိုးဝင်တော့ခင်ဗျားတို့လုံအပ်တဲ့ဟာတွေကိုတရေမို့ရင်သူတို့ကလုံပေးမှာလေကျွန်တော်တို့ရာမခကြတော့မယ်နာပခကြတော့မယ် နာခခါငါကြားတော့မယ်ခမားတို့အဲ့လိုမှမဟုတ်ဘဲနဲ့ရပါတယ်ခမားအေးသေးပါ ရေခဲပါအာရန်သူမလာပါဘူးအာရန်သူအင်အားအဲ့လောက်မရှိပါဘူးဟောမရှိဘဲနဲ့တိုက်သွားလေအဲ့တော့ဆိုရန်သူအင်အားမရှိပါဘူးလို့ပြောပြီးတော့ခမားတို့ကဘာလို့နေပြီးလေဆုံးရှုံးမှုတွေပေးလိုက်ရတာလေအဲ့တော့အောက်ကလိန်တာလေ เนาะအောက်ကလိန်တာလေတေသူတွေအပြစ်မဟုတ်ဘူးเนาะခမားတို့ကျွန်တော်တခုပြောချင်တာစစ်တပ်မှာအမိန်နဲ့အစ်င့်နဲ့သွားတာခမားတို့ကဒါဦးမေအွန်လိုင်းတို့ဒူးချုပ်ဦးစိုးဝင်းတို့ကိုစောက်ပြစ်တင်တာခမားတို့မြေပြင်မှာရောတကယ်လက်ရှိတိုက်နေတဲ့စစ်ကြောင်းမှုတွေကျွန်တော်ပြောတဲ့ဂျီဝမ်းတွေဖြူအောင်မှုတွေ တမမှုတွေအောင်မြေပြင်မှာဖြစ်နေတာကိုအမှန်တရားသတင်းပို့ရဲလို့လားဟာသတင်းပို့ရဲလို့လားဘာပြောမှမပြောရဲလားမပြောရတော့အောက်ခြေစသာခံရတာပေါ့တိုက်ဆိုတိုက် နော်မကောင်းမကန်းတနက်တွေမကောင်းမကန်းတွေအကုန်လုံးရှောက်ပေးပြီးတော့မှအဲ့ဒါကိုလက်ရှိတာဝန်စစ်နေပြီမှာတာဝန်ထမ်းဆောင်နေတဲ့တာဝန်ရှိတဲ့လူတွေကတက်မတော်ကဝယ်ဦးစီးချုပ်တက်မတော်ဒူးချုပ်ကြီးတက်မတော်ညှိကိုကြီးသူတို့ပြောရမှာလေအဲ့တော့မပြောဘဲနဲ့စောက်သေးတော့ကြတော့ဘယ်လိုလုပ်ပါလဲတပုံကအမိတ်မလိုဘူး တိုက်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 ဆိုတိုက်တယ်အခုကြံတာကြံတာအခုကျွန်တော်ပြောတဲ့เนาะရွာဆက်နေရဟန္တာဝရီတို့မြောင်ခရမ်းတို့ကြံတာနှစ်ချောက်ရှိเนาะကျွန်တော်ဒါတော့အတူတူကဟိုနှစ်ချောက်ရှိကဒါဒါကစားမှုကိုအောင်ကျော်ဆိုင်တော်တာတက်ကိုတော်လုံးနေတယ်အဲကိုအောင်ကျော်ဆိုင်อ่ะ သူတို့လုံနိုင်တာသူတို့အကုန်လုံပေးတယ်ပြောနေတာကကျန်တာမှာကလေးတွေခုနှစ်နှစ်ရှစ်နှစ်နဲ့ကိုဝင်တိုက်တာတဲ့ဘလောက်တိနော်ဒီတပုံးကျမ်းမလက်နဲ့ခိုင်တောင်းချမ်းသူအဲဆိုရင်စီဒီရပေါ့နော်ချင်းတပုံးလေးနေမှာပေါ့ကံခေါ်ပါလေအယောက်20အယောက်30လောက်ရှစ်နှစ်သား9နှစ်သားတွေတက်လာတာလေ တိုက်တာเนาะမြန်မာပြည်မှာဘလောက်ဒီပညာမဲ့နေလဲအတွေ့အကြုံကြီးလဲအောက်တန်းကျနေလဲဆိုတာဟုတ်သေတာတဲ့ကလေးတွေအများကြီးပဲတဲ့အဲ့ဒါပြီးကလေးတွေကိုတတ်ပါလေလုံအောင်မယ်ကလေးတွေပြည်သူတွေပါဆိုပြီးတော့သူတို့တက်တိုက်တဲ့တနတ်တွေကိုသူတို့ဖယ်အောင်မယ်အာစစ်တပ်ကဒီမှာကလေးတွေတတ်လိုက်ပါလေဆိုပြီးတော့မှကြံတာကြံတာအခုကံကောဟိုဟာမြောင်ခရမ်းဟန်တာဝရီမှာ နှစ်ချောင်းရှိဗလန်းเนาะကျွန်တော်អော်ခဲ့တဲ့နေရာတွေအဲ့တော့ကျွန်တော်မြန်မာပြည်ကကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်တကယ်ပြောတာပါဥမယောင်လာရဲ့အနေနဲ့ရောဒူးကျိုးအနေနဲ့ရောတာဝန်ရှိတဲ့နာဇက်ကအစိုးရတည့်ရဲ့လုံးဝသူတို့တော်တော်ကိုထိန်းရတောင်းအောင်ခတ်တယ်ဒီနိုင်ငံဒီလူမျိုးကတလား ဒီနိုင်ငံဒီလူမျိုးကဘုံမသိကိုမသိဟိုစာမတတ်ပေမတတ်အသိပညာမပြည့်ဉာဏ်ရည်မပြည့်တိလားသူများပြောတာလိုက်ယုံလိုက်လို့အာလိုက်လို့လေးနဲ့အမောင်လဲမှာပဲဟိုဘာလဲအမောင်မှာလက်ကျိတ်တို့ကတိုးတိုးလေးငါဘာဖြစ်လဲတဝဲလေလေဆိုတော့အဲ့လိုမျိုးဖြစ်နေတာဒီနိုင်ငံကလူမျိုးကနော်အဲ့တော့ကြည့်လေလာရေးတယ်လေမင်းသမီးကိုပါခင် ပေါက်တာလားလို့မင်းနှကန်းစပတ်ရတာလားလို့ အဲ့လိုအောက်တန်းသားတွေကြည်ကြည်လိုက်နော်ကြည်ကြည်လိုက်အဲ့တော့ကျတော့မြန်မာပြည်မှာကျွန်တော်လဲကြိုက်တယ်စေစိုးရအုပ်ချုပ်ဒါပေမဲ့တခုပဲပြောချင်တာစေစိုးရအုပ်ချုပ်ပြီးရင်တော့စစ်သားတွေကိုချမ်းသာအောင်ထား ီနိုင်ငံကိုတတ်မတော်အုပ်ချုပ်ပလိုက်တတ်မတော်သားနဲ့တတ်မတော်သားမိသားစုတွေကိုပေးလိုက်လာသာတလောက်သိန်း30လဲပေးပြခနာတို့ယူချင်တာယူပြဒီတိုင်းပြည်ကိုခနာတို့ကအုပ်ချုပ်လိုက်တော့အဲ့ဒါအကောင်းဆုံးပဲဒီတိုင်းပြည်ဒီနိုင်ငံဒီလိုမျိုးဒီပြည်သူလူနဲ့ဒါပဲတန်တယ်ဘလို့လုံးလုံးမရဘူးเนาะတတ်မတော်အုပ်ချုပ်ပေးစစ်သားကိုအခြေခံစစ်သားကိုတလောက်ဆယ်သိန်းပေးတော့ဆောက်လို့ချုပ်တယ် အဲ့ဒီဇဒားလည်းစောက်ချိုးမပြေတဲ့လူတွေ့တယ်မလားပိမ့်ပိမ့်ပိမ့်လို့စောက်ခွက်တွေရိုက်ခေါ်ထဲ့ရဲဟုတ်အဲ့လိုလုံးဝရမှာဒီနိုင်ငံဒီနိုင်ငံမှာအောက်တန်းသားများတယ်ခမမန်းနေလိုက်ဖက်ကြည့်လိုက်နော်နော်ตาตาไอ้ไดมูแลปะสันชาบรูกงชาสิตะกะกองกงปะสันชากว่าพี่จินน่ะพี่ တလားမထူးတော့ဘူးအဲ့ဒါစစ်တပ်ကချမ်းလာလဲဆိုရင်မင်းတို့လည်းစစ်တပ်ထဲဝင်အဲ့ဒါမှနားအေးမှာတိုင်းမူလာတိုင်းမူလေးခေါ်နေတယ်ပါရိုက်ဖို့လီးပဲရမယ်လို့ပြောလိုက်မယ်တော့ဘဲကောင်းမှာစောက်ကူမစားဘူးငါမင်းမေစပတ်ကိုသွားခံလိုက်တိုင်းမူလေးကိုဟုတ်လားနော်အဲ့တော့စစ်တပ်နဲ့ပဲတိုင်တယ်ချော့ အေးအဲ့ဒီစစ်ကောင်းဆောင်တွေကကိုယ့်ရဲ့စစ်တီကိုယ့်ရဲ့တပ်မတော်မိသားစုကိုပဲကြည့်နောက်ဆုံးရိုင်းရိုင်းပြောလိုက်မယ်နော်ဘာမှနိုင်ငံကိုကြည့်မနေနဲ့ခမတို့ကြည့်လဲစောက်ပူပဲဘာလို့လဲဘယ်လိုလက်နက်ကင်တောင်းချမ်းသူကိုလဲခြုံချင်းအောင်မလုပ်နိုင်ဘူးနော်လက်နက်ကင်ရတဲ့ကောင်ကြားလဲဟိုလိုလိုဒီလိုလိုဂျိုးလိုလိုမိုးလိုလိုလုံးတယ်အဲ့တော့ဘာမှမတူဘူးအရှုံးတွေကအမျက်ပဲဗျာလူတွေကဝေးပါပြီးတည်ဆုံးရမှာ ကိုတက်မတော်နဲ့တက်မတော်သားမိသားစုကိုချမ်းသာအောင်ထားပြီးရွှေကြေတဲ့အရာလဲခြေနဲ့တယ်ကျုံတို့စစ်သားတွေရွှေကြေတဲ့အရာလဲခြေနဲ့တယ်အဲ့လိုလုံးပလိုက်ဘယ်ပြည်သူမှမကြည့်နေတော့အယုံနောက်တယ်ဒီတိုင်းပြည်ကအဲ့လိုအောက်တန်းသားရမ်းပေါ်တာစစ်သားတယောက်ဖြစ်ဖို့လိုတာမဟုတ်ဘူးနော် ပြည်သူတွေမကြည့်နဲ့မင်းတို့ပြည်သူတွေလည်းမင်းတို့စောင်းလို့လို့မင်းတို့ပါမင်းတို့ချွေပဲကိုကိုတစ်ပဲကိုကိုနော်မင်းတို့တိုင်းပြတာလည်းပဲတန်တယ်မင်းတို့ကဗမာလူမျိုးလို့ဗုဒ္ဓဘာသာလို့တော့ပြောတာမင်းတို့မှာအောက်တန်းစားစိတ်အများဆုံးရှိတာအဲ့တော့စစ်တပ်ကသူလှုပ်ချင်တာလှုပ်တာ ကောင်းတယ်လှုပ်ချတာချစစ်သားတွေအဲ့လိုပဲမြောက်ပေးရတော့မှာနော်စစ်တပ်မရှိဘူးလေဗာဖြစ်တယ်မရှိမင်းတို့လှုပ်ချင်တာလှုပ်ပေါ့မင်းတို့နေချင်တဲ့နေရာမှာနေချ တခုပဲကျွန်တော်အားမရတာတက်မတော်စေကောင်းဆောင်တွေရနော်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ငါရဲ့တက်မတော်နဲ့တက်မတော်မိသားစုကိုဘယ်လိုတည်ထောင်ရမလဲငါတက်မတော်နဲ့တက်မတော်သားမိသားဘယ်လောက်ပင်ပန်းနေပြီလဲငါတက်မတော်နဲ့တက်မတော်သားမိသားစုကပြည်သူလူထုရဲ့ကြားမှာဘယ်လိုပြောခံရပြီလဲတက်မတော်ကိုအရင်ရအောင်တည်ဆောက်အောင်ပါအောင်ပေး တမ်းရောမိသားစုရဲ့ရွှေတွေလဲငွေတွေလဲနဲ့နေစားတဲ့တောက်စားတိလာဒီပြည်သူလူတို့ကဒီလိုမှကြိုက်တော့မှာနော်သူတို့ဘာမှမလုပ်ပေးတဲ့နဲ့အင်္ဂလိပ်လိုမရအဲ့ဒေါ်စုကြည်ကြရင်ဟေးဟေးဟေးနဲ့လုပ်နေတာနော်မင်းနဲ့မတက်ရေးလိုက်လေငါ့ကိုတိုင်းမူကဘာခေါ်ရိုင်းမလဲဆိုတော့ဘယ်တိုင်းမူလဲ ။ငါ့ကိုပြောလိုက်လေ။ပြောကြည့်လိုက်လေ။ဘယ်တိုင်းမှငါ့ကိုဘာခေါ်ရိုက်မှာလဲ။ဟဲ့အောင်စော်ဘုံဝဲလို့လုံလို့ရတဲ့လူမျိုးမဟုတ်ဘူးလားမင်းတို့မှတ်ထားလိုက်။မင်းနဲ့မတက်ရေးလိုက်ပါတိုင်းမှုဘယ်တိုင်းမှလဲလို့ လှုပ်ချင်တိုင်းလှုပ်ရမယ်ဒဲမှာငါမပါဘူးငါဆောက်ဖို့မဟုတ်ဘူးနော်တမ်းမတော်သားတွေလာလာကောင်းကောင်းပေးအခြေခံစစ်တီစာဝင်နေဆယ်သိန်းပေးလိုက်ဆောက်လို့ရှုပ်တယ်တိုင်းပြည်မွဲမွဲကွာဖြစ်ကျင်တာဖြစ်နော်စစ်တပ်စစ်သားတရားအခြေခံလာတာဆယ်သိန်းဈေးငိမ့်နေဖို့တိုင်းဖို့အပြီး ပြပေ20 30ခွမြန်မာနိုင်ငံမှာမြေလို့မြေရိုင်းနေအများကြီးတယ်ပေးပလိုက်နော်ပေးပလိုက်အဲ့လိုမျိုးချအောင်ပါတိုင်းပြရအဲ့လိုလို့စစ်တပ်ကိုခိုင်မာနေအောင်ကြင့်လင့်နေအောင်တန်ဆွမ်းနေအောင်ကိုတက်မတော်ဟာအတွင်းစည်းကိုအပြင်းထန်မကအောင်တွေ့ရမှာချဟောလားနော် ပြီးလို့ရှိလို့ရှိလို့ဒီလိုအခြေခံစစ်တီလာတာ၁၀သိန်းပေးပါရဲ့တန်းနဲ့မြေခွက်တွေပေးထားပါရဲ့တန်းနဲ့တက်မတော်သစ္စာပေါက်တယ်မလားကင်ဂျုံကလို့ခွေးသာကျွေးပလားလူမသိသူမသိတက်ပလားရှုံးတယ်နော်နော်အကိုရဲ့စစ်တဲ့ကိုရဲ့တမတော်ဦး မြန်မာနိုင်ငံမှာကဒီတက်မတော်ကတကယ်ကြော်ရိုးပဲနော်ကြော်ရိုးပဲတက်မတော်သားတွေကမြန်မာနိုင်ငံရဲ့အဓိကမန်နိုင်တခုပဲအဲ့ဒီတက်မတော်သားတွေပေါ်မှာအထက်လူကြီးတွေကတက်မတော်ကာကွယ်ဦးစီးချုပ်ကနေစပြီးတော့မှလုံပိုင်ခွင့်ရှိတဲ့လူတွေကကိုတက်မတော်မိသားစုတွေအပေါ်မှာပြန်ကြည့်ရမယ်ဘာလို့လဲ တက်မတော်ရင်၅သိန်းပဲရှိရတာပေးစမ်းပါဗျာတော့ပြည်သူဆိုတာသူလုံးမှသူစားရတာဘယ်တော့မှလည်းကောင်းတာမြင်မှာမဟုတ်ဘူးသူတို့ကနော်သူ့ဘာသူလှုပ်သူတို့ဆောက်ဆိုးရအောင်လိုက်လွှဲချနေတာအာဆိုးရမကောင်းလို့ငါတို့မကြည့်ပါဘူးမရင်လို့လမ်းဖေးရရသမားကလည်းဟမ်အဆိုးရမကောင်းလို့လမ်းဖေးရဘိန်းရှူတဲ့ကောင်စေးသမားဖာသမားတွေကလည်းအဆိုးရမကောင်းလို့နော်သူတို့ဒါပဲပြောတတ်တာ ီလိုပဲပြောတတ်တဲ့လူတွေကိုတန်တာဒီစကားပဲတန်တယ်အဲ့တော့တန်တော့နော်ရဲတဲ့ဘဝင်ဆိုတာတော့မှသူကတစ်လုံးနှလုံးသုံးလုံးရှိသမင်းစားရတယ်ဖာသင်မရှိသမင်းစားရတယ်နော်လောင်းကစားရနေရှိစားရတယ်တန်မတော်သားတွေဘာမှစားရအောင်တန်မတော်သားတွေအခုခစ်ပြက်မှလုံချိုးရေးဆောက်လို့ဂိတ်ဆောက်လို့နော်ပေးရတော့អော်လာတယ်နော်ဟိုတပုံကနေပြီးတော့မှဟဲ့အောင်1000ပေး နှစ်သောင်းဟောတနက်ကင်လာတော့အော်ဟုတ်ကဲ့ပါခင်ဗျနှစ်သောင်းစစ်တက်ကနှစ်သောင်းတောင်းတော့ကြတော့ဟမ်စစ်တက်ကနှစ်သောင်းတောင်းတောင်းတော့ကြတော့ငါတော့မရဘူးလားလို့တသောင်းမရဘူးလားလို့ဟမ်တဘောကလက်နဲ့နဲ့ဟဲ့မရဘူးမင်းဒီလမ်းပြတာပေးအဲ့တဘောကဘာမှအဲ့လမ်းကိုလုတ်ပေးတာမဟုတ်ဘူးနော်ပတ်စံနဲ့တောင်းတောင်းရင် ပြန်မပြောရဲဘူးကာသမား နော်စစ်တပ်က2000တော့ကျတော့ကျွန်တော်တို့ကဘာဖြစ်လို့ညာဖြစ်လို့အာညာတို့ခြတွေ့ရတွေ့တော့မထူးတော့ဘူးရှေ့ချောက်ဒီလိုအော်ဒန်းသားတွေလာမှန်းနေတယ်သိမလားကျုံမျိုးမရငါ့ကိုဆဲတယ်ဆဲပေါ်ဘာဖြစ်လို့ငါခံလိုက်ရုံပဲပေါ့ဘာမှမဖြစ်ပါဘူးငါတို့ကညီကိုတွေပဲရောင်းနေတောင်ဆဲရင်ခံရမှာပေါ့ဟုတ်လား ဒီကောင်မတက်သေးဘူးလားနောက်တက်မယ်ဟုတ်လားစူတောင်းဟာအမှန်တရားပြောတဲ့ကောင်လေမိမမင်းတက်ချင်တယ်မတက်ချင်နေပေါ့အဲ့ငါလည်းမဆိုင်ဘူးတက်ချင်တယ်ဘယ်လားပြုံးလင်လာခဲ့လိုက်နော်နော်ပြုံးလင်လာခဲ့လိုက်ငါပြုံးလင်မှာရှိတယ်